အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ28ရက်ညပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါရမယ်နောက်ဆုံးရထိတ်တန့်သတင်းတွေထဲစစ်ကွန်မရှင်ရွေးကောက်ပွဲဘယ်သူမှမယုံကြည်ဘူးလို့ပြောလာတဲ့ကုလအတွင်းမှုန်းချုပ်အတွေ့အော်ရွေးကောက်ပွဲကိုပြက်ပြက်သားသားမရှုံးချရဲ့အာဆီယံဝေဖန်ခံနေရတဲ့အကြောင်း2024ခုနှစ်တကောင်စင်းကဖုံဖုံမြုံလမ်းကြောင်းကိုပြနေတဲ့တန်လန်းအိမ်ညောင်းလို့ပြောလာပြန်တဲ့မင်းအောင်လှိုင် ကမ္ဘာလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောင်းနေတဲ့မြန်မာအကြဖြန့်တွေအကြောင်းတရားမဝင်ရွေးကောက်ပွဲတပိမောက်ဆန့်ကျင် ကာလတက်မှတ်လိုက်တဲ့တော်လင်းအင်အားစုတွေကမ္ဘာမှာအလုလက်မဲ့နှုံမြင့်နေခြင်းအလုသမား3000ထိရှော့ရှော့ဖို့ပြင်ဆင်နေတဲ့အမေဇုန်အဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ရအောင်ပါစစ်ကုံရှင်ရွေးကောက်ပွဲကိုဘယ်သူမှမယုံကြည်ဘူးလို့ ုလအတွင်းမှုချုပ်ပြောလာတဲ့သတင်းနဲ့စတင်လိုက်ရှင်ပါတယ်။ပြည်သူအများနဲ့နိုင်ငံတကာကကန့်ကွက်နေတဲ့စစ်ကော်မရှင်ရွှေကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမယ်ဆိုတာဘယ်သူမှမယုံကြည်ဘူးလို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကပြောကြားလိုက်ပါတယ်။အော်တိုဗလာ29ရက်မနေ့ကအာဆီယံစည်းဝေးကိုတက်ရောက်လာချိန်အန်တိုနီယိုဂူဒါရက်စ်ကအခုလိုထစ်သွင်းပြောကြားသွားတာပါဒီယူကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတနိုင်မယ်လို့ဘယ်သူမှယုံကြည်မယ်လို့မထင်ပါဘူးဒီယူကောက်ပွဲတွေဟာမြန်မာနိုင်ငံရဲ့ပြည်ထောင်စုကိုဖြည့်ရှင်းဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ဘသူမှယုံကြည်လိမ့်မယ်လို့မထင်ပါဘူးလို့ကုလအတွင်းမှုချုပ်ကပြောပါတယ်။ဒါပေမဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ဆိုရကတော့ရွေးကောက်ပွဲကို၄နှစ်ကြာပြင်းမဆင်းရင်းနဲ့စစ်ပွဲအပြီးပြန်လည်စတင်ဖို့အခွင့်အရေးဖြစ်ရှုမြင်နေပြီးရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့အစိုးရအနေနဲ့နိုင်ငံတကာအသံဝင်ရဲ့မျက်စိထဲမှာတရားဝင်မှုတချို့ကိုပြန်လည်ကြားယူဖို့အခွင့်အရေးဖြစ်လဲရှုမြင်ထားပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်တဲ့ရွှေကောက်ပွဲကိုကျင်းပမယ်အစားဆင်းရဲဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်အကူအညီတွေပုံမတိုးမြင့်ပေးရဖို့အာရုံစိုက်ဖို့လဲမစ္စတာအန်တိုနီယိုကတိုက်တွန်းပြောကြားသွားပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ၃ရက်ကြာကျင်းပနေတဲ့ကုလသမဂ္ဂနဲ့မြန်မာနိုင်ငံအပါအဝင်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ထိုက်တဲ့အစည်းအဝေးအတွင်းမြန်မာမှာ၄နှစ်ကြာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ကိုချက်ချင်းအဆုံးသတ်ရာအဓိကထားရမယ့်အချက်ပဲလို့ ဂူတာရက်စ်ကပြောကြားသွားပါတယ်။အနာသိန်းစစ်တပ်ဟာအခုဒီဇင်ဘာလ28ကစလို့ရွေးကောက်ပွဲကိုဆက်လက်ဖိအားပေးနေရကြောင်းအပြစ်တင်ရှုံးချတာခံနေရပါတယ်။တချိန်ထဲမှာပဲလူပေါင်းထောင်နဲ့ရှိတည်ဆုံးပြီးသုံးတန်းခွဲကျော်ပြည်သူတွေနေရစွန့်ခွာထွက်ပြေးခဲ့ရတဲ့အတွက်ပြည်တွင်းစစ်အတွင်းအရက်သားတွေကိုဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေရကြောင်းနိုင်ငံကရဲ့ဝေဖန်ပြစ်တင်မှုတွေကိုခံနေရပါတယ်။ဒုတိယအနေနဲ့အတူအောင်ရွေးကောက်ပွဲကို ြစ်ပျက်သက်သားမဆုံးချရရှိခဲ့တဲ့အာဆီယံဝေဖန်ခံရတဲ့သတင်းကိုပြောပြပါဦးမယ်။အော်တိုဘလ26ရက်ကစလို့မလေးရှားနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဟာဒီနေ့မှအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာမြန်မာအရေးကိုအတိတ်ကအကြောင်းအရာအနေနဲ့ဆွေးနွေးခဲ့ကြပေမယ့်အလုံးမဖြစ်တဲ့ဘုတ်တော်တူညီချက်၅ရက်ကိုပဲစစ်ကော်မရှင်အနေနဲ့ဖော်ဆောင်ဖို့အာဆီယံကောင်ဆောင်တွေကဆက်လွန်တိုက်တွန်းခဲ့ကြပါတယ်။တခါမြန်မာပြည်သူအများစုအလုံးမရှိတဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြက်ပြက်တသားရှုံးချပြောဆိုရမျိုးလည်းမလုံနိုင်ခဲ့ကြပါဘူးစစ်ကော်မရှင်ကတောင်းဆိုထားတဲ့ရွေးကောက်ပွဲလဲလာစောင့်ကြည့်ရဲ့အဖွဲ့ဆီလွတ်မဲ့အရေးကိုလည်းအင်ဒိုနီးရှားနိုင်ငံကတောင်းဆိုမှုရှိခဲ့ပေမဲ့တခြားနိုင်ငံစစ်ကူကြောင့်ပေရှားနိုင်ခဲ့တာဖြစ်ပါတယ်ဒါစစ်ကော်မရှင်ရွေးကောက်ပွဲကိုတရားဝင်အသိမှတ်မပြုတာလို့နားလည်ရပေမဲ့အာဆီယံကောင်ဆောင်တွေဘက်ကထုတ်ပြောတာမျိုးတော့မလုပ်ခဲ့ကြပါဘူးအင်ဒိုနီးရှားသမ္မတပရာဘို ဆူဘီယန်တို့ကမြန်မာနိုင်ငံမှာမကြခင်ကျင်းမမိုင်ရွှေကောက်ပွဲတွေကိုစောင့်ကြည့်ဖို့အတွက်လေလာသူမက်ရှင်တစ်ခုဆင်လွတ်ဖို့အာဆီယံကစဉ်းစားတင်တဲ့အကြောင်းဒုတိယနေ့အစည်းအဝေးမှာတိုက်ရိုက်တောင်းဆိုခဲ့တာပါအဲ့လိုအာဆီယံမပြတ်တာပဲပြော့ပြောင်ပြီးအကျိုးစီးပွားဆန်တဲ့လှုပ်ရက်တွေကိုမြန်မာပြည်သူတွေကဝေဖန်ပြစ်တင်နေကြပါတယ်အာဆီယံစီကဘာမှမျှော်လင့်လို့မရနိုင်ဘူးဆိုတာအစကတည်းကသိပါတယ်အခုကပုံမထင်ရှားသွားတာပေါ့မလေးရှားကလည်းသူတို့ထင်ရှားရဲ့အလုပ်လုပ်သွားနိုင်တယ် အာဆီယံအလဲကြားဥက္ကဋ္ဌဖြစ်တာထရန်နဲ့လက်ပွန်တတိထိတွေ့ဆက်ဆွင့်ဝင်ရခဲ့တယ်လို့ကမ္ဘာကောင်းဆောင်တွေနဲ့လည်းတွေ့ဆုံဝင်ရပြီးအများထွက်သွားတယ်။နောက်တစ်နှစ်ကလည်းဖိလစ်ပိုင်ဆိုတော့ဘာမှမဖြစ်နိုင်တော့ဘူး။နောက်လာမှာကလည်းစင်ကာပူဆိုတော့ကိုယ်နိုင်ငံရဲကကိုယ့်အရေးမလို့ကိုယ့်ပြည်သူကပဲစုစည်းတော်လှန်မှရမယ်လို့နိုင်ငံလေးလာစောင့်ကြည့်သူတူဦးကပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးအာဆီယံကောင်းဆောင်တွေကပြန်လည်သုံးသပ်ချက်နဲ့ဆုံးဖြတ်ချက်စာတမ်းတစ်ခုထုတ်ပြန်ခဲ့ကြပြီးအဲ့ဒီအထက်အတူရောင်ရွေးကောက်ပွဲမတိုက်မီပဋိပက္ခအားလုံးရက်စီရင်နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ကြဖို့တိုက်တွန်းထားပါတယ်။ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးချင်ပါတယ်။2024ခုနှစ်တကောင်စင်းကဖွံ့ဖြိုးမှုလမ်းကြောင်းကိုပြနေတဲ့တန်လန်းအိမ်မြောင်းလို့မင်းအောင်လှိုင်ပြောလိုက်တဲ့အကြောင်းဖြစ်ပါတယ်။ တလင်းရာစုရဲ့မြို့တရားကျော်ထိန်းချုပ်နိုင်ခဲ့ခြင်းကောက်ယူခဲ့တဲ့အမှားယွင်းများစွာနဲ့2024ခုနှစ်တကောင်စင်းကိုမင်းအောင်လန်ကတန်လိုက်အင်မြောင်နဲ့တင်စားပြောဆိုလိုက်ပါတယ်။မနေ့ကပြုလုပ်ခဲ့တဲ့2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စင်းပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားမှာစစ်ကောင်ဆောင်ကအခုလိုပြောတော့တာပါ။ယုံကြည်အားထားရသောအချက်အလက်မရှိတဲ့နိုင်ငံဟာတန်လိုက်အင်မြောင်မပါဘဲတင်းမို့ကိုထိန်းချုပ်မောင်းနှင်နေရာနဲ့တူနေတယ်။ဒါကြောင့်တကောင်စင်းက မိမိတို့နိုင်ငံရဲ့ဖွံ့ဖြိုးမှုလမ်းကြောင်းကိုပြသနေတဲ့တန်လန်းအင်မြောင်းလိုတင်စားလိုတဲ့အကြောင်းအနာသိမ့်မင်းအောင်လည်းပြောပါရယ်။ဒါအပြင်တကောင်စင်းဆိုတာနိုင်ငံရဲ့အုပ်ချုပ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုလည်းအတွက်အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့မင်းအောင်လည်းတကောင်စင်းကိုအတိတ်ပြည်မျိုးမျိုးဖွင့်ပြီးသူ့ဩဇာခံတွေကိုပြောကြားသွားပါရယ်။တပံစီမံကိန်းရေးဆွဲသူမူဝါဒချမှတ်သူတွေအနေနဲ့ပုံမကောင်းမွန်တဲ့ပညာရေးမျိုးများချက်တွေခေါ်ဆောင်မှုကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေမြင့်တင်မှုအလောက်ကအခွင့်အလမ်းတွေဖန်တီးပေးဖို့ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေရှစ်ထွင်ဖို့စားတဲ့လုပ်ငန်းတွေကိုထိထိရောက်ဆောင်ရွက်နိုင်ဖို့အတွက်တကောင်စီအချက်လက်တွေဟာယုံကြည်အားထားရတဲ့နိုင်ငံရဲ့အသက်သေးကြလို့လဲမအောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုဂုံယူဝုန်းဝန်ကြောကြောနဲ့စစ်ကောင်ဆောင်ကပြောတော့ပါတယ်။တခါနိုင်ငံရဲ့လူတွေကစစ်စွန်းများစွာအတွင်းပထမဦးဆုံးအကြံဖြစ်2024ခုနှစ်တကောင်စီအင်းထဲမှာရော့ကျနေလို့စစ်ကောင်ဆောင်မင်းအောင်လည်းကပြောပါတယ်။ဒါစစ်တပ်အာဏာသိမ်းပြီးနောက်မွေးဖွားနှုန်းကျဆင်းတာ ရွှေ့ပြောင်းသွားလာမုံမြင့်မာလာတာနဲ့မိသားစုပုံစံပြောင်းလဲလာတာကြောင့်လို့ပြောပါတယ်ဒီလိုလူ့ရဲ့ရော့ကျလာတာကစင်ခွန်မှုတစ်ခုဖြစ်နိုင်တယ်လို့အခွင့်လန်းတစ်ခုလိုလဲမှတ်ယူနိုင်တယ်လို့အနာသိန်းစစ်ကောင်းဆောင်ကထစ်သွင်းပြောကြားသွားပါတယ်2024ခုနှစ်သကောင်စင်းကိုအဲ့ဒီနှစ်အော်တိုဘာလ15ရက်နေ့ကစလို့စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့မြို့တွေမှာပြုလုပ်ခဲ့ပေမဲ့သုံးကြိမ်ထက်မနည်းတက်တန်တွေတိုးပြီးကောက်ယူခဲ့ရပါတယ်ဆက်လက်ပြီးကမ္ဘာလုံးကျုံရေးကိုအကြီးအကျယ်ချိန်ချောင်းရဲ့ မြန်မာကြားဖြန့်တဲ့အကြောင်းဥကြုံမိုးထွန်းတတိပေပြောကြလာတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။မြန်မာနိုင်ငံကစတင်လာတဲ့ online လေနဲ့မဟုတ်ဟာဒေသတွေနဲ့နိုင်ငံတကာလုံခြုံရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိနေရလို့တန်မတ်ကြီးကပြောကြားလိုက်ပါတယ်။အော်တိုဘလ29ရက်မနေ့ကကုလသမဂ္ဂမှာကျင်းပခဲ့တဲ့အစည်းအဝေးတည့်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တန်မတ်ကြီးဥကြုံမိုးထွန်းရဲ့မိန့်ခွန်းတဲ့အခုလိုထစ်သွင်းပြောကြားသွားတာပါ။တဆက်တည်းဆိုသလို online လေနဲ့မဟုတ်နေဟာအများအားဖြင့် အစင်းမြေ AI ကိုအသုံးပြုလိမ့်လိမ့်နေကြတာဖြစ်ပြီးအဲ့ဒီလုပ်ငန်းတွေကနေနှစ်စဉ် American Dollar Billion 60နီးပါးလောက်အထိရရှိနေကြတယ်လို့လည်းသူကပြောပါတယ်။လူငယ်အမျိုးသားနဲ့အမျိုးသမီးပေါင်းတသိန်းကျော်ဟာကြားဖြန် scan လူကိုလူကုန်ကူးခံရပြီး online လိမ့်လည်းမှုတွေကျူးလွန်ဖို့အတင်းကျပ်ခိုင်းစေခံနေရတယ်လို့တန်မတ်ကြီးကပြောပါတယ်။ဆေးအုပ်စုနဲ့သူတို့လက်အောက်ခံ Greenish Sound တဲ့ budget တော့ဟာ ရာဇဝတ်ကိုင်းလုပ်ငန်းတွေကိုလုံခြုံတဲ့ခုတ်လွန်ရာတွေဖန်တီးပေးထားတယ်လို့သူကထောက်ပြပြောဆိုပါတယ်။စိုက်ဘာလင်းမုံလုပ်ငန်းတွေရဲ့ရင်းမြစ်ကိုကင်တွေဖြည့်ရှင်းမှုပြက်ကွက်တာနဲ့သက်ဆိုင်သူတွေနဲ့အပြည့်အဝပူပေါင်းဆောင်ရွက်မှုမရှိရဘဲကြောင်းမြန်မာနိုင်ငံအရှိန်မြောက်နေဆက်ကနေကြားဖြန်ဆန္ဒတွေဟာအချစ်တောင်ပတ်နေဆက်စီရွှေ့ပြောင်းလာကြတယ်လို့ဆိုပါတယ်။စေအုပ်စုကိုယ်တိုင်ပအဝင်ပတ်သက်နေတဲ့အတွက် အဲ့ဒီ cyber လိမ်လည်မှုစင်တာတွေရဲ့ပြဿနာကိုထိထိရောက်ဖြေရှင်းဖို့သူတို့အနေနဲ့မဆောင်ရွက်နိုင်ဘူးဆိုတာအလွန်ရှင်းလင်းနေတယ်လို့လည်းတမ်မတ်ကြီးကပြောပါတယ်။ဝူရချေဆိုင်နိုင်ငံတက်ကြွလှုပ်ရှားသူတူကတော့အရှင်းမြောက်ဒေတာကကြားဖြန်ခိုင်းတွေကိုဖြိုတယ်။အရှင်းမြောက်ကြားဖြန်ခိုင်းချုပ်တွေကစစ်တပ်ဩဇာခံတွေနဲ့ကြံဖို့အမတ်တွေအရှင်းမြောက်ပြတော့စစ်တပ်လောက်ခံ Grand BGF တွေကြီးစိုးတဲ့ညရီပြကြားဖြန်တွေပြန်ရောက်လာကြပြန်တယ်။တရုတ်နဲ့ထိုင်းပူပေါင်းပြီးဖြိုပြန်တယ်။ ပြိုတလိုလိုဟန်ပြပြီးမြောက်ရီမှာအခုထိကြားဖြန့်တွေတောင်းကျမ်းနေရအလုံးမျက်မြင်မှာစစ်တပ်ရှိနေတွေကြားဖြန့်ရှိနေရမယ်ဆိုတဲ့ဖော်ပြချက်ပဲလို့ပြောဆိုပါတယ်ပြည်ရင်းနောက်ဆုံးတရင်အနေနဲ့တရားမဝင်ရုပ်ောက်ပွဲတပိမောက်ဆန့်ကျင်ကာလတတ်မှတ်လိုက်တဲ့တော်လင်းအင်အားစုရဲ့အကြောင်းပြောပြရှင်ပါတယ်အဝီစီအောက်ချောင်းရဲ့အတိုင်းပြေကိုထပ်မံနစ်မွန်စင်မဲ့စစ်ကော်မရှင်ရဲ့တရားမဝင်အတူအောင်ရုပ်ောက်ပွဲတပိမောက်ဆန့်ကျင်ကာလကိုတော်လင်းအင်အားစုရဲ့ဘက်ကတတ်မှတ်လိုက်ပြီးဖြစ်ပါတယ် စစ်ကော်မရှင်ရွေးကော်ကကိုစလေလောင်းတွေရဲ့မဲဆွယ်ကာလအဖြစ်သတ်မှတ်ပေးလိုက်တဲ့အော်တိုဘလ28ရက်ဒီနေ့ကစတင်ပြီးရွေးကောက်ပွဲအပြီးဒီဇင်ဘာလ31ရက်နေ့ထိသတ်မှတ်လိုက်ကြတာပါတော်လင်းရန်စုတွေရဲ့ထုတ်ပြန်ချက်ထဲတိုင်းပြည်အပေါ်စစ်ကြုံအရေးမေးကြီးဆက်လက်ကြီးစိုးမှန်းမတရားမှုတရဖြူဆောင်းထားတဲ့စေအုပ်စုရဲ့တရားမဝင်အတူအောင်ရွေးကောက်ပွဲကြီးကိုပြည်သူတရက်လုံရဲ့စုပေါင်းအားနဲ့နေပြည်တော်ရဲ့ကြွကြွသုံးကတပိမောက်ဆန့်ကျင်ချဖို့ပန်ကြားလိုက်တယ်လို့ပါရှိပါတယ် ရန်ကုန်ခြေဆိုင်နိုင်ငံဆောင်ပါရှင်တူကတော့တရားမဝင်ရွေးကောက်ပွဲကိုစစ်တကမဖြစ်ဖြစ်တဲ့နေနိုင်ချအောင်လုပ်မှာထိခြားတယ်လို့ပြည်သူရဲ့အနေနဲ့လည်းတတ်နိုင်တယ်လို့နေလန်ပေါင်းစုံနဲ့ဆန့်ကျင်ချဖို့လိုပါမယ်ပြီးတော့ဒီတရားမဝင်ရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူတွေသပိတ်မောင်းဆန့်ကျင်ကြောင်းတင်းင်းနဲ့ကဘာကြီးတည်အောင်ပြောပြနိုင်ဖို့လည်းလိုပါမယ်လို့ MP ကနေတစင်မှတ်ချက်ပေးပြောပါတယ်စေအုပ်စုအာဏာတည်ရတာတပို့တဲ့ကြည့်ရ ငေါပမာပြုကျင့်ခဲ့တယ်လို့တော်လင်းအင်အားစုတွေထုတ်ပြန်ချက်တဲ့ဖော်ပြထားပါတယ်။ရလတ်အနေနဲ့လူရဲ့၁၂တန်းကျော်ထမင်းငတ်နေတဲ့တိုင်းပြည်မူရဲ့ဆေးဝါးနဲ့ကြားဖြန့်လောင်ကစားတို့စခန်းရှရာတိုင်းပြည်လုံခြုံမှုမရှိဆုံးတဲ့နေစဉ်အကြမ်းဖက်မှုတွေနဲ့ပြင်းထန်နေတဲ့တိုင်းပြည်တစ်ခုအဖြစ်တို့တတ်ဆင်သွားရတယ်လို့ဆိုပါတယ်။ကဘာကမိမိတို့တိုင်းပြည်ကိုငရဲပမာရှုမြင်နေကြရပြီးစိတ်မချမ်းမြေ့ဖွယ် မနေရှင်စပွဲတိုင်းပြည်ဖြစ်လာနေတယ်လို့လည်းထုတ်ပြန်ချက်တဲ့ရေးသားပြောဆိုထားပါတယ်၂၀20ခုနှစ်စစ်တပ်အနာတိုင်းမုံကိုဆန့်ကျင်တဲ့နိုင်ငံတော်ကတပိတ်အင်အားစုတွေစုစည်းထားတဲ့အထွေထွေတပိတ်ပေါင်းစပ်ညှိနှိုင်းအင်အားစု GSCB ကအခုသဘောထားကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နောက်ဆုံးပြပတဲ့ရင်အနေနဲ့ကမ္ဘာမှာအလုံးလက်မဲ့နှုံမြင့်နေခြင်းအလုံးတမာ၃000ချီချောချဖို့ပြင်နေတဲ့အမေဇုန်အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုကျန်းလာလိုက်ချင်ပါတယ်။ အမေရိကန်ခြေစားရေးကမ္ဘာအကြီးဆုံးအွန်လိုင်းကွန်သွေးရေးနဲ့ဤပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Amazon ကအော်တိုဘလ28ကစပြီးကုမ္ပဏီဝန်ထမ်း3000အထိအလုပ်ကထုတ်ပယ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ကုန်ကျစရိတ်တွေရှော့ချဖို့နဲ့ COVID-19 ကပ်ရောဂါကာလတုန်းကဝန်ထမ်းအလွန်ကျုံခန့်ထားမိတာကိုပြန်ပြီးထိန်းဖို့အတွက်လို့ဆိုပါတယ်။ဒီရွတ်တက်ဟာ Amazon ဝန်ရှိတဲ့စုစုပေါင်းဝန်ထမ်း1.55တန်းရဲ့အနည်းငယ်သောရာခိုင်နှုန်းပဲဖြစ်ပေမဲ့ကုမ္ပဏီလုပ်ငန်းပိုင်းဆိုင်ရာဝန်ထမ်း သုံးသိန်းခွဲရဆရာခန်းလုံးနီးပါးရှိပါတယ်ဒီကုမ္ပဏီဟာ2022ခုနှစ်နှောင်းပိုင်းလုံးကလည်းဝန်ထမ်းပေါင်း18000ခန့်ကိုချော့ချခဲ့ပါသေးတယ်ဒါအပြင်နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့အစိုးရခန်းစားအတွင်းပေ2024ခုနှစ်အတွင်းကမ္ဘာအလုပ်လက်မဲ့ယာကန်လုံး900ခန့်လုံးရှိနေခဲ့ရကနေဒီနှစ်2025ခုနှစ်မှာငါတို့တမန်200ခန်းလုံးအထိတိုးလာရဲလို့ခန့်မှန်းထားပါတယ်။အွန်လိုင်းဇေကတူရတဲ့တအူးဖြစ်သူ Sky Canvas က အမေဇုန်ရဲ့အခုလှုပ်ဆောင်မှုကကုမ္ပဏီမိုင်းဆိုင်ရာလုပ်ငန်းတွေမှာ AI ကိုအသုံးပြုပြီးကြားလာတဲ့အထောက်ပံ့တွေလုံလုံလောလောရရှိနေပြီဖြစ်လို့ဝန်ထမ်းအင်အားကိုတိတိတသားချော့ချဖို့ဆုံးဖြတ်လိုက်ပုံချတယ်လို့ပြောပါတယ်။ Amazon ရဲ့အကြီးဆုံးအကျိုးမြတ်ရရှိရဌာနဖြစ်တဲ့ Cloud Computing AWS ဟာဒီနေ့ဒုတိယ3လပတ်မှာ American Dollar 30.6 billion ချောင်းချခဲ့ရမှုနဲ့အတူရောင်းအား7.5ခန့်တိုးလာခဲ့လို့ကြေညာထားပါတယ်။ ဒါပေမဲ့ Microsoft ကုမ္ပဏီက Azure Online Platform ရဲ့39ရာခိုင်နှုန်းနဲ့ Alphabet ကုမ္ပဏီက Google Cloud ရဲ့32ရာခိုင်နှုန်းတိုးတက်မှုထက်တော့အလွန်နည်းပါးတဲ့ပမာဏဖြစ်နေပါတယ်။ Amazon ဟာဒီနေ့မှာအလရဲ့ကာလမှာချောင်းအားကောင်းဖို့မျှော်လင့်နေပုံကြပါတယ်။ PGN နနစ်ကလိုပဲဂူတောင်တွေမှာဝန်ထမ်းတွေခန့်အပ်ဖို့အတွက်ရာသီလိုက်ရာရဲ့အလောက်ကနှစ်သိန်းခွဲလောက်ကိုခွေဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။အော်တိုဗလာ29ရက်နေ့မှာ Amazon ရဲ့ ရှေယာဆေးဟာတက်သမ200ခန့်နှုန်းတက်ပြီးအမေရိကန်ဒေါ်လာ226ဒသမ6ခုအထိရောက်ရှိခဲ့ပါတယ်။ကုမ္ပဏီဟာတတိယ3လပတ်ဝင်ငွေအစီရင်ခံတာကိုအော်တိုဘာလ30ရက်မှာထုတ်ပြန်ဖို့အစီအစဉ်ထားပါတယ်လို့သိရပါတယ်။ MPA တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့ဝေယောင်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ညစ်ပြချမ်းသာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ။